မဟာဘုတ်၄ပါးဆိုတာအလုံးသိကြတဲ့အတိုင်ပထဝီအာဘောတေဇောဝါယောဒါကပါဠိလိုပြောတဲ့အမည်ပြညတ်တွေပါဠိလိုပြောတဲ့ဟာတွေမြေရေလေမီဓာကြီးလေးပြဟာလားမှန်ပါပါပထဝီဆိုတာမြေအာဘောဆိုတာရေတေဇောဆိုတာမီဝါယောဆိုတာလေး မြေရေလီမိဓာတ်ကြီးလေးပြဓာတ်ကြီးလေးပါရဲ့နာမည်နဲ့ဒါတွေကိုနာမည်ပေးထားတာသို့တော့တခုရှိရင်ကျန်တဲ့သုံးခုရှိတယ်အမြဲတမ်းသူတို့ကအမြဲတွဲနေတာမှန်ပါဗျာအမြဲတွဲနေတာအမြဲတွဲနေပြီမဲ့လို့ quantity ချင်းအတိုင်းအတာပမာဏချင်းတော့မတူဘူးတဲ့ quality နဲ့ quantity မတူဘူးဟုတ်ကဲ့လားမှန်ပါဗျာ ဒီလေးခုသည်ခွဲလို့မရအောင်စုတွဲပြီးတော့နေတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တက်ရှိတတ္တဝါရဲ့တဏ္ဍာမှာပဲဖြစ်ဖြစ်တက်မဲ့အရာဝတ္ထုတွေမှာပဲဖြစ်ဖြစ်ဟောဒီလေးခုဟာခွဲမရအောင်စုပြီးတော့တည်နေတယ်ဘယ်လိုမှခွဲချမ်းလို့မရဘူးရေထဲမှာလည်းဟောဒီလေးခုရှိတာပဲမီးထဲမှာလည်းဟောဒီလေးခုရှိတယ်လို့အခြေခံအပြင်ပြောရင်ဒီလေးခုကဘယ်နေရာမှာခွဲပြီးတော့မနေဘူးတဲ့မှန်လားဗျာ ခဏပန်းပွင့်ကလေးကိုကြည်ပန်းပွင့်ကလေးမှာပုံတရံအမာခံအနေနဲ့ကတည်ရှိနေတာအဲ့ဒါကပထဝီမှန်လားပါမြေလို့ဆိုရတင်စားပြီးတော့ခေါ်တဲ့အရာနော်မှန်လားပါဒီလောကမှာမြေကြီးပေါ်မှာတစ်ပင်နေတောတောင်နေအိမ်နေ အရာဝတ္ထုတွေတီးနေတာမဟုတ်လားမ မြေကြီးမရှိရင်ရက်တီလို့ရရလားမရပါဘူးခင်ဗျအလုံးဟာမြေကြီးပေါ်မှာတည်နေကြတယ်မှန်ပါပါခင်ဗျထို့တူနဲ့ရုပ်အလုံးဟာပထဝီပေါ်မှာတည်နေတယ်ဒါကြောင့်မြေလို့ပြောတာနော်မှန်ပါပါခင်ဗျရုပ်အလုံးဟာဒီမြေကြီးပေါ်မှာပထဝီဆိုတဲ့ဒီဓာတ်ပေါ်မှာတည်ပြီးတော့နေကြတယ်မြေဓာတ်ပေါ်မှာတည်နေကြတယ်မှန်ပါပါဒီမြေကြီးကို ပထဝီခေါ်တာမဟုတ်ဘူးဒီသူသဘောကတော့တရားဆိုတဲ့သဘာဝတရားလို့အဓိပ္ပာယ်ပြောမှာနော် အဲ့တော့ကြည့်ပန်းမွင့်လေးမှာဘာတွေတီးနေတုန်းကြည့်လိုက်တော့ဟောရလို့စုစုစည်းစည်းတရံလေးပေါ်နေတာကဒါပထဝီပဲအဲ့ဒီလိုတရံလေးပေါ်နေအောင်ဘသူကအကူညီပေးပြီးစုစည်းထားတာတုန်းဆိုအဘောကစုစည်းပေးထားတာရေဓာတ်ကစုစည်းထားတာရေဓာတ်မရှိဘူးဆိုရင်တခုနဲ့တခုဖျို့ဖျဲကွဲထွက်သွားမှာပဲမုံမုံကလေးတွေဟာရေခမ်းချောက်သွားရင်အမုံကလေးတွေပြန်ဖြစ်သွားတယ်မှန်လားပါဗျာ ရေကနေဆွဲပြီးစုပေးထားတဲ့အခါကျတော့အလုံးခဲလေးဖြစ်နေတယ်။ဟောပထဝီဆိုတဲ့အမားကကိုအဘောကနေပြီးတော့ထောက်ပံ့ပြီးစုစည်းပေးထားတယ်။အဲ့ဒီစုစည်းထားတဲ့အရာလေးဟာပူမှုအေးမှုလေးတွေကနေရင့်ကျက်အောင်လုပ်ပေးနေတယ်။ဟောမာသွားတယ်ပျော့သွားတယ်သူကဖန်တီးနေတာ။တေဇောကနေဖန်တီးပေးနေတာ။ အဲ့ဒီမာသွားတယ်ပြော့သွားတဲ့သဘောလေးဟာသူကသူတီးတီးတန်းတန်းလေးဖြစ်နေအောင်လှုပ်လို့ရှားလို့ဖြစ်နေအောင်စုစည်းပြီးတော့ဒီလိုစုစုစည်းစည်းလေးဖြစ်နေအောင်ဒီတေအာဘောကစုစည်းထားတာကိုပြန်ပြီးပြိုလဲမသွားအောင်ဘယ်သူကထောက်ထားတော့ဆိုဝါရောကနေထောက်ထားတယ်သူစုစည်းထားတာပြိုကြမသွားဘူးဘယ်သူကတော့ဝါရောကနေထောက်ပေးထားတာထောက်ပေးထားလို့ဟောလို့ပန်းပွင့်လေးအလုံးခဲလေးဖြစ်နေတာနော်မှန်ပါပါဗျာ တကယ်ဆိုလို့ရှိရင်ဟောဒီပန်းပွင့်သဏ္ဍာန်လေးဖြစ်နေတာဟာဒီဓာတ်ကြီးလေးပါဟာဆံရသူ့ရဲ့တဘာဝတရားတွေနဲ့စုပေးထားလို့ဒီပုံစံလေးဖြစ်နေတာမှန်ပါပါအဲ့ဒီပုံမှာဒါဓာတ်ကြီးလေးပါကအခြေခံရုပ်လို့ခေါ်တယ်မှန်ပါပါအဲ့ဒီအခြေခံရုပ်ပုံမှာမြင်ရတာဘာလို့ဆိုလို့ရှိရင် မျက်စိကမြင်လို့ရတဲ့အဆင်းဆိုတာရှိတယ်ဒါကြောင့်မို့ပန်းပွင့်ကိုလူတွေကြည့်လို့ရတယ်ပေါ့မှန်ပါပါဒီဓာတ်ကြီးလေးပါကိုမြင်ရတာမဟုတ်ဘူး အဲ့ဒီဓာတ်ကြီး၄ပါးပေါ်မှာမှီးနေတဲ့အဆင်းဆိုတဲ့ရုပ်တမျိုးကပ်ပြီးတော့နေတယ်ဒီဓာတ်ကြီး၄ပါးရဲ့ပုံပန်းတန်တန်ကိုမြင်နေရတယ်မျက်စိနဲ့ရယူလို့ရတယ်ပုံတန်တန်နဲ့ဒီအဆင်းရောင်ကိုမျက်စိနဲ့ကြည့်လို့ရတယ်အဲ့ဒီမျက်စိနဲ့ကြည့်လို့ရတာလေးကခုနဓာတ်ကြီး၄ပါးမဟုတ်ဘူးမှန်ပါဗျာဓာတ်ကြီး၄ပါးပေါ်မှာမှီးနေတဲ့သဘာဝတရားတစ်ခုတဲ့ဘာသဘာဝတော့ဆို မြင်လို့ရတဲ့သဘာဝပေါ့အတန်ကျတော့မြင်လို့ရရလားမရပါဘူးအေးအတန်နဲ့ကြွဲပြားခြားနာတယ်မျက်စိနဲ့မြင်လို့ရတယ်ဆိုတာသဘာဝတစ်ခုမျက်စိနဲ့ကြည့်လို့ရတယ်ဆိုတာသဘာဝတစ်ခုအရာခတ်သိမ်းကိုမျက်စိနဲ့ကြည့်လို့ရရလားမရပါဘူးအေးဒါကြောင့်မလို့မျက်စိနဲ့မြင်ရတယ်ဆိုတာခုနကပထဝီအာဘောတေဇောဝါယောတို့ကိုမြင်ရတာမဟုတ်ဘူး ျက်စိကမြင်ရတာအစင်းအယုံကိုမြင်တာဟုတ်ကဲ့လားအဲ့ဒါကရူပရူပလို့ခေါ်တယ်သူကရုပ်တစ်မျိုးဒီရုပ်ကလေးကဘယ်ပေါ်မှာမီးနေတော့ဆိုခုနကဓာတ်ကြီး၄ပါးစုထားတဲ့အစုပေါ်မှာသူကတီးနေတာမှန်လားဓာတ်ကြီးလေးပါဖယ်လိုက်ရင်သူရက်တည်လို့မရတော့ဘူး။ကဲနောက်တစ်ခုအဲ့ဒီအစုဝေးပေါ်မှာနောက်တစ်ခုတွေ့နိုင်တာဘာတော့ဆိုလို့ရှိရင်အနံ့နဲ့ ဘယ်ရာပဲဖြစ်ဖြစ်သူဆိုင်ရာအနံ့ကလေးတွေရှိတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာပန်းမှာလည်းပန်းရဲ့အနံ့ကလေးရှိတယ်အဲ့ဒီအနံ့လေးကရောဓာကြီးလေးပါဟုတ်ကဲ့လားဟုတ်ပါဗျာဘာဖြစ်လို့တုန်းဆိုရင်နှာခေါင်းနဲ့နန်းရှူလို့ရတဲ့အရာဖြစ်တယ်ဓာကြီးလေးပါကနှာခေါင်းနဲ့နန်းရှူလို့မရဘူးမှန်ပါပါဗျာဒါကြောင့်မို့လို့အနံ့ဆိုတာရုပ်တစ်မျိုးဒါက မဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်တဲ့ဥပါရယုတ်အခုနှမျိုးရသွားပြီเนาะမှန်လားပါပြနောက်တစ်ခုကြည့်လိုက်အောင်မယ်ဘာတွေ့နေတုံးဆိုရင်ရတ္တအရတာရှာနဲ့ရက်ကြည့်လို့ရှင်အရတာတစ်မျိုးတွေ့နေမယ်မှန်လားပါပြအဲ့ဒီရတ္တဆိုတာပထဝီအာဘောတေဇောဝါယောကိုခေါ်တာမဟုတ်ဘူးအဲ့ဒီပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးပေါ်မှာတည်ပြီးတော့လျှာနဲ့ခံယူလို့ရတဲ့ ဒီလျှာအသိစိတ်နဲ့ဇီဝဝိညာဉ်လို့ခေါ်တဲ့လျှာအသိစိတ်နဲ့သာသိနိုင်တဲ့အရာမျိုးဖြစ်တော့ကြောင့်သူကလည်းရုပ်တစ်ခုပဲမှန်လားပါဗျာနောက်တစ်ခုကတော့မြင်လို့မရဘူးအရာခတ်သိမ်းမှာအကျိုးတစ်ခုကိုထုတ်လုပ်နိုင်တဲ့စွမ်းဆောင်ချက်တတ္တိကလေးတွေရှိတယ်ပန်းပွင့်ထဲမှာလည်းတတ္တိလေးတွေရှိတယ်ထင်ရှားတာနဲ့မထင်ရှားတာဒါပဲกว่า နော်ဗိဓာယုတ်ဒီမှာစွန့်ဤတတ္တိလေးတွေရှိတယ်အဲ့ဒီစွန့်ဤတတ္တိလေးတွေကိုဩဇာလို့ခေါ်တယ် nutritive accent အနှစ်သာရကြည့်လေလူတွေအဲ့ဒါစားပြီးတော့အသက်ရှင်နေကြတာပဲမှန်ပါပါခင်ဗျာကစွန်ရယ်စားပြီးတော့အသက်ရှင်ရတယ်ဆန်စားပြီးတော့အသက်ရှင်ရတယ်ဂျုံစားပြီးတော့အသက်ရှင်ရတယ်အဂျုံနဲ့မှပါတဲ့ဩဇာတ္တဟင်းဒီရွက်တွေမှာပါနေတဲ့ဩဇာတ္တ ဗိုက်တာမင်လို့ခေါ်ခေါ်ပါခေါ်ခေါ်ဩဇာပါဠိလိုကဩဇာအဲ့ဒီဩဇာဆိုတာလေနေရာတကာရှိတယ်ရုပ်ထဲမှာရှိတယ်ဆိုတော့ဓာတ်ကြီးလေးပါးကိုမိတီပြီးတော့နေတာအခုရုပ်လေးခုရသွားပြီမဟုတ်လားမှန်ပါပါဗျာမျက်စိနဲ့မြင်ရတဲ့အစဉ်နှာခေါင်းနဲ့နမ်းရှူရတဲ့အနမ်းလျှာနဲ့တရက်ပြီးသိရတဲ့အရာသာအစီဩဇာဩဇာဆိုဒီမှာ တစုံတစ်ခုကိုဖြစ်ပွားစေနိုင်တယ်ကြည့်လေဟင်းရွက်ကလေးတွေတချို့ဟင်းရွက်ကိုသွားမစားနဲ့ဝမ်းသွားတယ်မှန်လားပါသူရဲ့စွမ်းရည်တတ္တိလေသူက effect ဖြစ်တယ်ဟုတ်ကဲ့မှန်လားပါဗျစူလာနဖာတောင်းရင်ဘာဖြစ်တယ်မြတ်စူလာနဖာတို့เนาะစူလာနဖာတောက်ပြီးတော့လူတွေအမျိုးမျိုးဖြစ်ကြတာလည်းရှိတယ်မဟုတ်လားမရပါဘူး အခုတခါဘီးဆက်ဆိုတာလာပြန်အဲ့တော့ဒီအရွက်တွေမှာသူကသူတတိလေးတွေရှိတယ်ဆိုတာသိကြတယ်လေမှန်ပါပါအစိတ်မှလည်းအစိတ်ရဲ့တတိရှိတယ်အဲ့ဒီတတိကတစ်ခုခုအကျိုးတစ်ခုခုထုတ်လုပ်တာဒါကိုဩဇာလို့ပြောတာမှန်ပါပါအကျိုးတစ်ခုခုထုတ်လုပ်နိုင်တယ်လူရဲ့အသက်ကိုထိန်းထားတာလည်းဖြစ်နိုင်တယ်ဒီဟာကလူကိုအကျိုးပြုတာလည်းဖြစ်နိုင်တယ် အပြစ်အနာစာယောဂါကိုဖြစ်စေတတ်တာလည်းဖြစ်တယ်။ဘယ်ဟာပဲဖြစ်ဖြစ်ဒီဩဇာဆိုတဲ့ဓာတ်ဟာလူကိုလည်းအကျိုးပြုတယ်လူကိုလည်းအကျိုးမပြုတာလည်းရှိတယ်ပေါ့မှန်လားပါဗျာအဖက်တစ်ခုအကျိုးတစ်ခုကိုထုတ်လုပ်တာမှန်သမျှတာဩဇာလို့ဥဒယာနန္တရံဥဒယာနန္တရံဝိပကံစနေတီတီဩဇာ तू ဖြစ်ပေါ်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင် तू ကအကျိုးတစ်ခုကိုဖြစ်စီတယ်ဒါကြောင့်မို့လို့ဩဇာလို့ခေါ်တာ ေးပေါင်းလိုက်တော့ချိဓာတ်ကြီး၄ပါးရဲ့ဓာတ်ကြီး၄ပါးကိုမိတွဲနေတဲ့အခုပြောတဲ့ရုပ်ရှိခုရဲ့ဒီရှိခုဟာဘယ်တော့မှရုပ်၄ခုရဲ့ဒီရှိခုဟာဘယ်တော့မှခွဲလို့မရဘူးတဲ့ခွဲလိုက်ရင်ရုပ်ကိုမဟုတ်တော့ဘူးမှန်ပါပါတခုစီခွဲထားလိုက်လို့ရှင်ရုပ်လိုမခေါ်နိုင်တော့ဘူးပြိုကွဲသွားပြီတဘာဝပျောက်သွားပြီဟုတ်ကဲ့လားမှန်ပါပါဆိုပါစို့နေ့စဉ်စားတဲ့ထဲမှာပါတဲ့ပဲစိကလေးပဲချစ် ပဲစီလေးသို့မဟုတ်ထမင်းစီကလေးထမင်းလုံးကလေးကိုကြည့်အောင်အဲ့ဒီထမင်းလုံးလေးဟာဒီလိုတရံလေးဖြစ်နေတာကဒီအဘောကနေစုစည်းထားတာမှန်ပါပါဗျာအဲ့ဒီအဘောကစုစည်းတာဘယ်သူ့ဘောမှာတည်ပြီးစုစည်းရတာတုံးဆိုပထဝီဘောမှာတည်ပြီးတော့စုစည်းတာဟုတ်ကဲ့လားမှန်ပါပါဗျာအလုံးတည်နေတာကတော့ပထဝီပဲအဲ့ဒီမြေဓာတ်ဘောမှာအဘောကနေစုစည်းထားလို့ဆံအလုံးကလေးဒီထမင်းလုံးလေးဖြစ်နေတာ မင်းလုံးလေးဖြစ်နေဒီထဲမှာဒီထမင်းလုံးလေးဟာကြည့်အပူအေးရှိနေသည့်အတွက်ကြောင့်မားလာမှာဖြစ်ပြီးခြောက်သွားမယ်ဒါတေဇောရဲ့ဆွမ်းဆောင်ချက်ပဲမှန်ပါပါဘုရားအဘောကစုစည်းထားတဲ့ထမင်းစီလေးပထဝီပေါ်မှာတည်ပြီးစုစည်းထားတဲ့ဟာလေးဟာတေဇောကြောင့်မို့လို့မားလာတယ်ခြောက်သွားတယ်ဟောဒီလိုဖြစ်တယ်နောက်ဝါရောကနေပြီးတော့ဒီစုစည်းမှုလေးထမင်းလုံးလေးကိုပုံတရံမပြတ်အောင်ဝါရောကနေပြီးတွန်းပေးထားတယ် ွန်းကံပေးထားတော့ဒီပုံတရံလေးကဒီတိုင်းလေးဖြစ်နေတယ်။ကြည့်ထမင်းစီလေးမှလည်းပဲဟောဒီဓာကြီးလေးပါရှိတယ်။မှန်ပါပါဗျာ။ကဲပြီးတော့အဲ့ဒီထမင်းစီလေးမှာအယောင်တို့တရံတို့မရှိဘူးလား။အဲ့ဒီအယောင်နဲ့တရံကမျက်စိနဲ့မြင်ရတာဖြစ်သောကြောင့်ရုပ်တစ်ခု။တခါအနတ်မရှိဘူးလား။ရှိပါရဲ့ဗျာ။အဲ့ဒီအနတ်လေးကရုပ်တစ်ခု။ အရသာရောမရှိဘူးလားမှန်ပါတယ်အဲ့ဒီအရသာလေးကရုပ်တခုထိုတမင်းစီလေးကိုစားခြင်းဖြင့်လူရဲ့တဏ္ဍမတစုံတစ်ခုအကျိုးကိုဖြစ်စေတာရောမရှိဘူးလားမှန်ပါတယ်ခင်ဗျအဲ့ဒါလေးကရုပ်တခုတဲ့ဟောပေါင်းလိုက်တော့ရုပ်ရှိခုဖြစ်သွားတယ်တမင်းစီလေးတစီတည်းမှာပဲနော်တမင်းစားရင်ဆင်ကျင်ပြီးတော့ကြည့်ပါဦးဒါလေးကကြည့်တုံခဲလေးရတာပထဝီလေးပဲထိုပထဝီလေးကအာဘောလေးကြောင့်ဒီလိုစုစည်းနေတာ တေဇောကြောင့်တဖြည်းဖြည်းမာမလာပြီးတောင့်သွားတာဟောဒီထဲကဝါရောကြောင့်ပြိုကွဲပြီးတော့တလုံးဒီတချမ်းစီဖြစ်မသွားဘဲနဲ့ဝါရောကြောင့်ဒီလိုပုံတရံလေးဟာခိုင်မြဲနေတာဟောဒီဘုံမှာအဆင်းရောင်လေးလည်းရှိတယ်အနံ့ကလေးလည်းရှိတယ်အရသာလေးလည်းရှိတယ်ဒီဟာလေးကလူရဲ့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့သဘာဝတက်ကလေးလည်းရှိတယ်လို့ဟောစဉ်းစားကြည့်လို့ရှိရင်အထက်ကလေးရှိခုမတွေ့ပြီဘူးလားတွေ့နေပါတယ်ဗျာအထဆိုတာရှစ်ကလာပဆိုတာအစု ဗုဒ္ဓဗိဓမာယယုတ်တိတခုတည်းမှမနေဘူးယုတ်ဟာအမြဲတမ်းအစုလိုက်နေတယ်တခုတည်းမှနေလို့မရဘူးအလုံးဟာဓာကြီးလေးပါးပေါ်မှာမိတည်ပြီးတော့အခုလိုဖြစ်နေကြတာဓာကြီးလေးပါးကလည်းစုစည်းထားတာအဓိကအမာခံကပထဝီစုစည်းပေးထားတာကအမာခံဖြစ်လာအောင်စုစည်းပေးတာကအာဘောနော်မှန်ပါပါဗျာစုစည်းပေးထားတာကအာဘော ၆တွေ့စေတယ်ရင့်ကျက်လာစေတယ်ဆိုတာကတေဇောထိုဆုစီးမှု ပြိုကွဲမသွားအောင်ထိမ့်ပေးထားတာကဝါယောပါဝါယောမျက်စိနဲ့မြင်ရတာလေးကရူပါအစင်နားနဲ့နှာခေါင်းနဲ့အနံ့ရတာလေးကအနံ့လျာနဲ့အရသာခံလို့ရတာကအရသာအကျိုးပြုတာကဩဇာဩဇာဟောရုပ်ရှိခု ဟောဒီယုတ်ရှိခုဟာအဝိနိဗ္ဗောကယုတ်ရှိခုအဝိနိဗ္ဗောကဆိုတာခွဲလို့မရဘူးတစ်ခုနဲ့တစ်ခုခွဲလိုက်လို့ရှင်ယုတ်မဖြစ်တော့ဘူးခုန H2O ကိုခွဲလိုက်လို့ရှင်ရေဆိုတာမရှိတော့ဘူးမှန်ပါပါခင်ဗျတို့တူပဲဟောဒီရှိခုဟာ inseparable ခွဲချမ်းလို့မရတဲ့ယုတ်ရှိမျိုးလို့ဒီလိုပြောတာမှန်ပါပါခင်ဗျခရုလိုက်နေတာ လူရဲ့ခန္ဓာကိုယ်မှာလည်းပဲဒီတိုင်းပဲရှာပြီးတော့ကြည့်လူရဲ့ခန္ဓာကိုယ်ထဲမှာကြည့်ခေါင်းဆိုတာပုံမှန်တဏ္ဏကြီးဒီလိုဖြစ်နေတယ်လက်ကလည်းရှေရှေပုံမှန်တဏ္ဏကြီးဖြစ်နေတယ်ခြေထောက်ကလည်းပုံပေါင်ကနေပြီးတော့ခြေထောက်ပုံမှန်ပုံမှန်တဏ္ဏဖြစ်နေအဲ့ဒီလိုပုံမှန်တဏ္ဏတွေကဖြစ်နေတာဒီအမဂန်ကပထဝီပဲမှန်လားဗျဒီလိုပုံမှန်တဏ္ဏကြီးပေါ်နေအောင်ဘယ်သူကစုပေးထားတာတော့ဆို အာဘောကစုပေးထားတာဒီပုံပန်းသဏ္ဍာန်ကြီးဟာတဖြည်းဖြည်းဒီလိုအမာခံကြီးဖြစ်သွားအောင်ဘသူကလှုပ်ပေးနေတာတော့ဆိုတော့တေဇောကလှုပ်လာတာတဖြည်းဖြည်းရင့်ကျက်နေတယ်ပုံပန်းသဏ္ဍာန်ကြီးပြိုကွဲမသွားအောင်ဘသူကထိမ့်ပေးနေတာတော့ဝါယောကထိမ့်ဝါယောကထိမ့်ပေးနေတာတဲ့နောက်အဲ့ဒီပုံမှာအစင်တရံဆိုတာရှိတယ်အနန့်ဆိုတာရှိတယ်အရသာဆိုတာရှိတယ်အကျိုးပြုတာဆိုတာရှိတယ်ဟော ကြည့်လိုက်မယ်ဆိုရင်လူခန္ဓာကိုယ်မှာလည်းပဲဒီရုပ်ရှိခုကိုတွေ့နိုင်တ